မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ဖေးအတွင်းပြိုကျခဲ့တဲ့မန္တလေးမြို့မှာရှိတဲ့စကိုင်းပြည်လောင်ကွန်ဒိုကနေဒီနေ့မနက်ပိုင်းကအမျိုးသားအလောင်းတလောင်းနဲ့အမျိုးသမီးအလောင်းတလောင်းတို့ကိုထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျာ။ ဇွန်လ23ရက်နေ့ဒီကနေ့မနက်ပိုင်းမှာ Sky Pillar အစာအိုး A အဆောင်နဲ့ B အဆောင်တို့ကရင်ရန်နေရတဲ့အုံပြုပြီးဖေရှားရှင်းလင်းတာနဲ့ရုံလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်ခဲ့ရာမနက်09:45မိနစ်အချိန်မှာ B အဆောင်အခန်းအမှတ် H2 ကနေအမျိုးသားတအူးရဲ့ရုံအလောင်းနဲ့အခန်းအမှတ် H4 ကနေအမျိုးသမီးတအူးတို့ရဲ့ရုံအလောင်းတွေကိုထုတ်ယူနိုင်ခဲ့တယ်လို့သိရပါဗျာ။ ဇွန်12ရက်မနက်7:45မိနစ်မှာ PSO အခန်းအမှတ် H4 ကနေအမျိုးသားနှုတ်နဲ့အမျိုးသမီး3ရုပ်ရဲ့ရုပ်အလောင်းတွေတွေ့ရှိခဲ့ကြောင်းမိုးလဲ2:00ခွဲအချိန်မှာ PSO အခန်းအမှတ် H4 ကနေအမျိုးသား2ဦးရဲ့ရုပ်အလောင်းတို့ကိုထုတ်ယူနိုင်ခဲ့တဲ့အတွက်အမျိုးသား3ဦးနဲ့အမျိုးသမီး3ဦးစစ်စောပေါင်း6ဦးတို့ရဲ့အလောင်းတွေကိုထုတ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့6ရက်အထိအစိုးရကွန်တိုကနေရုံအလောင်း130ကျော်တွေ့ရှိထားပြီးဖြစ်ပါတယ်။